မင်္ဂလာပါရှင်ဗမာခေတ်တဲ့သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်ယခုချိန်မှစပြီးဇွန်လ14ရက်နေ့စိတ်ဝင်စားဝယ်ထိတ်တဲရောက်သတင်းများကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးသတင်းအနေနဲ့မင်္ဂလာတုံမြို့နယ်ထောက်ကျန်လန်းစုံလုံချုံရင်းဖက်ကမှထွက်လာသောစစ်သားတစုကိုမိုင်းဆွဲမှုစစ်သားတို့တိတ်ဆုံးဟုဆိုဆိုတဲ့သတင်းဖြစ်ပါရရှင်ရန်ကုန်မြို့မင်္ဂလာတုံမြို့နယ်ထောက်ကျန်လန်းစုံရှိလုံချုံရင်းဖက်ကတွင်မှထွက်လာသောစစ်သားတစုကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားတို့တိတ်ဆုံးခဲ့ကြောင်း Operation Flame ဖွဲ့မှသတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတို့က ရန်ကုန်ခေတ်တဲ့တရင်ထဏတန်းလို့ပြောကြသည်ရှမန်နေဇွန်လ13ရက်နေ့ည7:20မိနစ်အချိန်မင်္ဂလာတုံမြို့နယ်ထောက်ကျမ်းမြို့အမှတ်3လမ်းနှင့်အမှတ်9လမ်းဆုံးရှိစစ်တပ်ဘဏ်ကကင်းတစ်ခုကိုပြင်မှတ်ထား၍အဝေးထိန်းပိုင်းနှလုံးဖြင့်ဖောက်ွယ်တိုက်ခိုက်ခဲ့ရာစစ်သားတို့လည်းကြသည်ဆုံးသွားကြောင်းသိရသည် အဝေးချိန်မိုင်းနှလုံးအုံပြုခဲ့ပါတယ်တလုံးမဲကောင်းကောင်းအောင်မြင်ခဲ့ပါတယ်ကြံတလုံးကပောက်ကွဲအားနေသွားခဲ့ပါတယ်စကားအဆောင်၃ရောက်ပြင်ထွက်လာတဲ့အချိန်ခွဲလိုက်တာတအူးထီဗီလေးကြာသွားပါတယ်နောက်ဆက်တွဲမြေပြင်အခြေအနေဆက်လက်ဆုံဆန်းနေသေးပါရဲဘော်များအားလုံးဘေးကင်းလုံခြုံပါပြီဟု Operation Flame ဖွဲ့မှတရင်နဲ့ပြင်ကြိုက်တာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောကြားသည်အဆိုပါတိုက်ခိုက်မှုကို Operation Flame မှမျိုးပြပျောက်ကြားရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး Mission ပေါ်ဆောင်ခဲ့သည့်ရဲဘော်များအားလုံးဘေးကင်းကြောင်းဆက်လက်၍ရန်ကုန်တော်လှန်ရေးမ ဟာမိတ်များအားလုံးနဲ့အတူလက်တွဲပြီးအကြံပတ်စစ်တပ်ကိုအရှိန်မြင့်တိုက်ခိုက်ချိန်မုံသွားမည်ဖြစ်ကြောင်းသိပေးကြေညာထားသည်။ဆလဘီရွှေဘုံမြို့နယ်ဆယ်ပင်ကျွန်းပြူစောတီရွာကိုတိုက်ခိုက်သိမ်းပိုင်မှုပြူစောတီတူတိုက်ဆုံမီဆက်ရှိဝအရှင်ဖမ်းမိကလက်နက်ဆယ်လက်သိမ်းဆည်းရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းရွှေဘုံမြို့နယ်ဆယ်ပင်ကျွန်းပြူစောတီရွာကိုတိုက်ခိုက်သိမ်းမရာပြူစောတီတူတိုက်ဆုံမီဆက်ရှိဝအရှင်ဖမ်းမိကလက်နက်ဆယ်လက်သိမ်းဆည်းရရှိခဲ့ကြောင်းရွှေဘုံခရိုင်အမှတ်ဆက်ရှိတရင်တက်ထောက်တောင်ငံပြောရေးဆိုခွင့်ရှိသူကိုနေမျိုးကရန်ကုန်ခေတ်တဲ့သတင်းဌာန န်တန်သူပြောဆိုသည် ဇွန်လ9ရက်နေ့နနက်အစောပိုင်း9:30မိနစ်မှစတင်၍7ကျွန်းပြူစောတိရွာကိုတော်လင်းပူပေါင်းတပ်ဖွဲ့များကစတင်ချင်းကတိုက်ခိုက်ခဲ့ပြီးအပြန်လန်ထိတွေ့တိုက်ပွဲဖြစ်ပွားကနနက်6:55မိနစ်ခန့်တွင်ပြူစောတိအထိုင်စခန်းတစ်ခုလုံးကိုအပြင်းသတိုက်ခိုက်သိမ်းပိုက်နိုင်ငံကြောင်းသိရှိရသည်အစံဘက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားရာနေရာများကို112ဖြင့်ဘုံစံသီး19လုံးကျဲချတိုက်ခိုက်ခဲ့ပြီးပြူစောတိရွာများကလည်းလက်နက်ကြီးများဖြင့်ပစ်ကတ်တိုက်ခိုက်မှုများလှုံ့ဆော်နေတော်လေတော်လင်းတပ်ဖွဲ့ဝင်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ငံကြောင်း ောင်းသိရှိရသည်။ရှင်းတိုက်ခိုက်မှုတွင်ပြူစောတီတို့တည်ဆုံပြီးပြူစောတီဆက်ရှိဦးကိုအရှင်ဖန်စီနိုင်ခဲ့သောထို့ပြင်ပြူစောတီများထံမှခြေတရီတနက်နှစ်လက်၊ကပိုင်းတနက်ဆောက်လက်၊စနစ်ဘုတ်တနက်နှစ်လက်နှင့်ဆက်ဆက်ပစ္စည်းများကိုတင်စီရရှိမိခဲ့ကြောင်းသိရှိရသည်။အဆိုပါကျေးရွာမှာပြည်စောထေးများသည့်ကျေးရွာတွင်ရှိအမျိုးသမီးငယ်များကိုမထိန်ချင်းချင်းတပြက်ချင်းနှင့်တခြားရွာမှာပြည်သူများကိုပြစ်ခတ်တပြက်မှုကျွလွန်နေသူများဖြစ်ကြောင်းသိရသည်။ ဆယ်ဝင်ကျွန်းပြူစောတိရွာကိုအပြန်အလှန်တိုက်ခိုက်ရင်းနဲ့မုံမလင်းခင်မဲ့ပြူစောတိအထိုင်စခန်းအလုံးကိုတင်ပိုင်နိုင်ခဲ့တယ်။ပြူစောတိအသေးတကောင်နဲ့အရှင်ဆက်ရှိကောင်ကိုလက်ရဖမ်းဆီးရမိခဲ့တယ်။အဲဒီစခန်းကပြူစောတိတွေကသူတို့ရွာထဲနေတဲ့အမျိုးသမီးငယ်တွေကိုအလိုမတူပဲမရင်ကျင်တာလူသက်တာတွေနဲ့တခြားရွာကပြည်သူများကိုလည်းပစ်ခတ်တပြတ်တာတွေကျူးလွန်နေကြတာပါဟုရွှေဘိုခဲအမတ်ဆက်ရှိတိုင်ရင်တတ်ထောက်တောင်းခံပြောရေးဆိုခွင့်ရှိသူကိုနေမျိုးကပြောဆိုသည်။အဆိုပါတိုက်ခိုက်မှုကိုရွှေဘိုခရိုင်အမတ်23 28 25 26 6936 1031တက်ရင်နဲ့နယ်မြေကန်ပကဖဖွဲ့များပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရသည်။ ဆလဘီပလင်းမြို့နယ်မင်းတိုင်မင်းရွာနှင့်ပခုတ်ကူမြို့နယ်ကံမရှိပြလမ်းမိုင်းကိုစစ်တပ်ကလေရင်ဖြင့်ဖုံးကျဲမှုပြည်သူများထိခိုက်မှုရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းပလင်းမြို့နယ်မင်းတိုင်မင်းရွာနှင့်ပခုတ်ကူမြို့နယ်ကံမရှိပြလမ်းမိုင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ဖုံးကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူများထိခိုက်မှုရှိကြောင်းဒေသပြည်သူများကရှံကုန်ခဲ့တဲ့သတင်းဌာနထံသို့ပြောဆိုသည်။ရှနေဇွန်လ14ရက်နေ့နနက်9:00နာရီမှနနက်10:30မိနစ်အထိပလင်းမြို့နယ်မင်းတိုင်မင်းရွာကိုအကြမ်းဖက်စစ်တပ်ကဂျက်ဖိုက်တာဖြင့်လေကြောင်းတိုက်ခိုက်မှု၄ င်ပြုလုပ်ခဲ့ကြောင်းသိရသည်။အကြမ်းဖက်စစ်တိတ်လေးကြောင်းတိုက်ခိုက်မှုတိုင်းချေရနေပြည်သူနှုတ်ထိခိုက်တန်ရာရရှိကနေအိမ်များလည်းပျက်စီးခဲ့ပြီးထိခိုက်မှုအသေးစိတ်အခြေအနေကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရသည်။ဒီကနေ့နနက်9:00နာရီကျော်ကနေစပြီးဘုံကျဲတိုက်ခိုက်နေတာမင်းတိုင်မင်းကျေးရွာကိုဂျက်ဖိုက်တာနဲ့လာကျဲတာ၄ချိန်ကျဲကြတိုက်ခိုက်သွားတယ်ပြည်သူနှုတ်ဦးထိခိုက်တံရရပြီးနေနေပြက်စီးတယ်လို့ပဲသိရသေးတယ်အချိန်ဤသေးစိတ်ကိုတော့အတိမပြုံနိုင်သေးဘူးဟုဒေသတရင်ရှင်မြစ်ကပြောဆိုသည် အလားတူမကွေတိုင်းပခုတ်ကူမြို့နယ်ကံမရေးပြလမ်းမိုင်းကိုလည်းအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသရင်းသတင်းရှင်းမြစ်များကရှန်ကုန်ခေတ်တဲ့သတင်းဌာနထံသို့ပြောဆိုသည်ယနေ့ဇွန်လ14ရက်နေ့မွန်လယ်နေ့၌ခန်းတွင်အကြမ်းဖက်စစ်တပ်ရိုက်ခဖို့စစ်ကြောင်းရှင်းနေသောကံမရေးပြလမ်းမိုင်းကိုဂျက်ဖိုက်တာ20ဖြင့်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရသည် စစ်ကွေးရိတ်ခါဖို့စစ်ကြောင်းကကမ်းမရှိပြလမ်းမိုက်မှာရှိနေတာဆိုတော့ခုနကပဲလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတယ်။တိတိတိုက်ပွဲဖြစ်တယ်လို့တော့မကြားသေးဘူး။တရားတစ်ကနေပေါက်ကပါစာ24ဘက်ကိုထွက်ခွာနေတဲ့ရိတ်ခါစစ်ကြောင်းအတွက်လမ်းကြောင်းရှိနေတာဟုဒေသတရင်ရေမြစ်ကပြောဆိုသည်။ဆလတ်တင်ဆက်ပေးမယ့်တွင်အကြောင်းအရာကတော့စစ်တပ်တရားရုံးများကတည်တံစီရင်ချက်များကိုမိနစ်ပိုင်းအတွင်းချမှတ်နေသည့်အပြင်အကျဉ်းသားချင်းတို့များကိုလျှက်ဆဲလျှော့ဖြင့်ညှဉ်းပန်းခြင်း၊လိမ်မိုင်းဆိုင်ရာကြမ်းဖက်ခြင်းများပါလုံနေဆိုတဲ့တွင်ပဲဖြစ်ပါရဲ့ရှင်။ အကြံပေးစတဲ့လောက်ခံတရားရှုံးများကလျှို့ဝှက်စွာတည်တံစီရင်ချက်များကိုမိနစ်ပိုင်းတွင်ချမှတ်နေသည့်အပြင်စစ်တပ်ကလည်းအကျဉ်းသားချင်းတို့များကိုလျှက်ဆိတ်လျှော့ပြညှဉ်းပန်းခြင်းလိမ်မိုင်းဆိုင်ရာကြမ်းဖက်ခြင်းများကိုပါလှုံ့ဆော်နေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းမတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုသည် ဇွန်လ23ရက်နေ့အထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးတွင်ကျင်းပပြုလုပ်သည့်ကမ္ဘာပေါ်ရှိအကျဉ်းထောင်များတွင်ဖြစ်ပေါ်နေသည့်စိန်ခေါ်မှုများအဖြစ်ရှင်းခြင်းနှင့်ဆက်လင်း၍တကောက်ဖွင့်ဆွေးနွေးမှုတွင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မကြီးဦးကျော်မိုးထွန်းကအထက်ပါတိုင်းပြောဆိုခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်စစ်အာဏာရှင်အစဉ်ဆက်လက်အောင်၌မတရားအကျဉ်းချခြင်းနှင့်ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကတရားဥပဒေစိုးမိုးမှုကိုအချိန်ကြာမြင့်စွာဖျက်ဆီးထားခဲ့ကြောင်းရခိုင်က2021ခုနှစ်ဖေဖော်ဝါရီလတွင်စစ်တပ်မှမတရားစစ်အာဏာသိမ်းရန်ကြိုးပမ်းမှုစတင်ဖြစ်ပေါ်ခြင်းကလေးကရင်းတို့သောဖိနှိပ်ချုပ်ချယ်မှုများကိုအလွန်အမင်းစိုးရိမ်ရေမဲ့သို့ရောက်ရှိလာခဲ့ကြောင်းစစ်တပ်လောက်ကန်တရားရုံးများကလျှက်ဝက်စွာလှုပ်ရှားပြီးတည်ထောင်စီရင်ချက်များကိုမိနစ်ပိုင်းတွင်ချမှတ်နေကြောင်း2023ခုနှစ်၌တနှစ်ထဲ၌ပင်ဒီမိုကရေစီထောက်ခံအပ် ို့အယောက်160ခန့်တည်တံချမှတ်ခံခဲ့ရကြောင်း၎င်းကဆိုသည်2022ခုနှစ်တွင်နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသည့်ကိုဖြိုးစေရသောကိုကျော်မင်းယူခေါ်ကိုချင်းမီကိုလာမျိုးအောင်နှင့်ကိုအောင်သူရစော်တို့အနေဖြင့်တကားပိတ်တရားခွင်များဖြင့်မတရားကွက်မျက်စီရင်ခြင်းကိုခံခဲ့ကြရကြောင်းဆေအိုဆူအနေဖြင့်အကျဉ်းသားချင်းတို့များကိုလှည့်ဆဲလျှော့များအုံပြု၍ညှဉ်းပန်းခြင်းရိုင်းနှက်ခြင်းအသက်ရှူကျက်စေခြင်းအမျိုးသားမျိုးသမီးတို့အားလိမ့်ပိုင်းဆိုင်ရာကျန်းဖက်ခြင်းနှင့်ကျန်းမာရေးဆောင်ရှောက်မှုများအားထိန်းချုပ်ထားခြင်းများလှုံ့ဆော်နေကြောင်းသူကဆက်ပြောသည် မြန်မာနိုင်ငံတွင်ကျောင်းသူကျောင်းသားများဆရာဝန်များတရင်တောင်များရွေးကောက်ကန်လှတ်တော်မှန်များနှင့်ကလေးများထိပါပါဝင်လျက်ပြည်သူ2900ကျော်မှနိုင်ငံရဲ့ရည်ရည်ချက်များကြောင့်ဖန်ဆီးခံရကြောင်းအများစုမှတရားလွတ်လပ်ဖန်ဆီးချုံနောက်ခံရခြင်းဖြစ်ပြီးစစ်တပ်မှငွေညှစ်လိုသည့်ရွေးချက်ဖြင့်ဖန်ဆီးချုံနောက်ခံထားရသူများဖြစ်ကြောင်းဖန်ဆီးခံထားရသူများအနက်2200ကျော်မှဆက်လက်ထိန်းသိမ်းခံထားရပြီးထောင်နေများချမှတ်ခံထားရကြောင်းတို့ရရင်အဆိုပါဖန်ဆီးထိန်းချုပ်ခံထားရသူများအနေဖြင့်တရားမျှတမှုရှိသောတရားဝင်ဆုံးဖြတ်မှုကို စဉ်တစ်ခါမှခန်းစားခွင့်မရခဲ့ရကြောင်းသိရှိရသည်။ထို့ကြောင့်မြန်မာနိုင်ငံရှိအကျဉ်းထောင်များကိုကုလသမဂ္ဂနှင့် ICRC တို့မှအကန့်အသတ်ရှိဝင်ရောက်ခွင့်ရရှိစေရန်တောင်းဆိုရန်အထူးသဖြင့်အစိုးရဖွဲ့စည်းများအနေဖြင့်အကျဉ်းသားများအမှန်တကယ်ရင်ဆိုင်နေရသည့်အခြေအနေများကိုမှန်ကန်စွာသိရှိနားလည်ရန်လိုအပ်ကြောင်း အကျဉ်းသားများအနေဖြင့်မြေတီအကြောင်းပြန်ချက်ဖြင့်ဖန်ဆီးခံရစေကမှုတရားရုံးရှိမှ၌တရားမျှတမှုရှိစွာတရားရင်ဆိုင်ခွင့်ရှိတဲ့နောက်ထို့သူမိသားစုဝင်များအနေဖြင့်လည်းအကျဉ်းသားများ၏အခြေအနေကိုသိရှိပိုင်ခွင့်ရှိသောကြောင့်၎င်းတို့အကြားတွင်အဆက်အသွယ်ပြုခွင့်ရှိရမည်ဖြစ်ကြောင်းတာမန်ကြီးကနိုင်ငံတကာသို့ပြောဆိုသည်စစ်တပ်ကဖန်ဆီးထားသောနိုင်ငံ၏အကျဉ်းသားများအလုံးကိုချက်ချင်းပြန်လွှတ်ပေးရန်အတွက်ခိုင်ခိုင်မာမာတောင်းဆိုရင်း ဆဲအိုစုအပေါ်၌ပြင်မှတ်ထားသည့်အရေးယူပိတ်ဆို့မှုများချမှတ်ရန်လည်းနိုင်ငံတကာသို့ဥချုံမှုထုံးကတောင်းဆိုသည်ဆဲအိုစုအနေဖြင့်ပြည်တွင်တရားဥပဒေစိုးမိုးမှုကိုချိုးဖောက်သည့်အပြင်အယက်သားပြည်သူများအပေါ်ဆက်မက်ကျူးလွန်နေခြင်းကြောင့်အကျဉ်းချနေသူများသာမကနိုင်ငံတော်ဝန်ရှိပြည်သူလူထုတရက်လုံးအနေဖြင့်နေရင်းဆုံးခွာမှုပြဿနာနှင့်လူသားစာနာအကျက်တဲဒုက္ခတွေကိုရင်ဆိုင်နေရကြောင်းတပြိုင်တည်းမှာပင်ဆဲအိုစုကပြစ်ဒဏ်ကင်းလွန်ခွင့်ကိုခံစားနေပြီးနိုင်ငံတကာဥပဒေနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့နိုင်ငံတကာလူအခွင့်အရေး ဥပဒေတို့ကိုပြောင်ပြောင်တင်းတင်းချိုးဖောက်လျက်ရှိကြောင်းဆဲအုပ်စုသည်ဆဲရစွဲနှင့်လူသားမျိုးနယ်ပေါ်ကျွလွန်သည့်ရစွဲမှုများ၏တဝီရီသောတရားခမ်းများပင်ဖြစ်ကြောင်း၎င်းတို့အားမဖြစ်မနေတောင်းဝန်ရှိမှုတောင်းခံမှုရှိစေရမည်ဖြစ်ကြောင်းဦးကျော်မိုးထွန်းကဆက်လက်ပြောဆိုသည်နိုင်ငံတကာအတိုင်းဝန်းနေဖြင့်ဆင်အနာရှင်စနစ်နဲ့မတရားအနာသိမှုတို့ကိုခြုံငိမ့်စေရတဲ့အတွက်အာထုတ်နေသည့်မိမိတို့၏ကြိုးပမ်းမှုများကိုကုညင်အားဖြင့်ပြည်ရန်တာမန်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းတောင်းဆိုသွားသည် ဆလဘီအနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင်ကရင်ပြည်ကော်သူလီနိုင်ငံအဖြစ်ပါဝင်ပြီးမိမိတို့ဤကံကျမကိုမိမိတို့ကတာလင်ဖန်နေစီမံအုပ်ချုပ်နိုင်ရမည်ဟုကရင်မျိုးဥက္ကဋ္ဌပြောဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရင်ကရင်ပြည်ကောတူလေးနိုင်ငံအဖြစ်ပါဝင်ပြီးမိမိတို့၏ကံကြမ္မာကိုမိမိတို့ကသာလျှင်ဖန်တီးစီမံအုပ်ချုပ်နိုင်ရမည်ဟုကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဘရုစောကွယ်ထဝင်းကပြောဆိုလိုက်သည်။ယနေ့ကြာရောက်သည့်86နှစ်မြောက်ကောတူလေးနေအဖြစ်ထောက်ပြန်သောမိန်ကောင်းနှင့် KNU ဥက္ကဋ္ဌကအထက်ပါတိုင်းပြောဆိုခြင်းဖြစ်သည်။ကရင်အမျိုးသားတော်လှန်ရေးလှုပ်ရှားမှုသည်ကရင်လူမျိုးတို့၏ရည်မှန်ချက်နှင့်အိမ်မက်ဖြစ်သောကောတူလေးနိုင်ငံထူထောင်ခြင်းဖြစ်ကြောင်း ကရင်လူမျိုးအလုံးအစိမ့်နှလုံးနဲ့ကောတုလီနိုင်ငံတွေဆွေးမြေ့စွာရှိနေဒီမှာညင်ပေရွေးများကြောင့်လက်ရှိတွင် KNU ကမြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက်အခြားသောလူမျိုးစုတော်လှန်အဖွဲ့အစည်းများဆရာနာရှင်စံကျင်သောအဖွဲ့အစည်းများနဲ့ပူးပေါင်းရေး Federal Democracy ပြည်တော်စုတည်ဆောက်ရန်ကြိုးပမ်းလျက်ရှိကြောင်း၎င်းကပြောဆိုသည် ။ KNU ထိန်းချုပ်ထားသောနေပြည်တော်တွင်အုပ်ချုပ်ရေးနှင့်ပြည်သူ့ရေးရစီမံခန့်ခွဲမှုများကိုလည်းချမှတ်သွားပြီဖြစ်ပြီး Federal Democracy ပြည်ထောင်စုတည်ဆောက်ရာတွင်အောက်ခြေမှအထက်သို့စီမံခန့်ခွဲမှုဖြင့်ပြည်내အကောင့်တည်ဆောက်ခြင်းမှတစဉ်ပြည်ထောင်စုထူထောင်ခြင်းကိုပုံဖော်ခြင်းဖြစ်ကြောင်း။ရှနေတော်လည်းကာလာရဲမဟာလူမျိုးကြီးဝါရနှင့်အာနာရှင်စနေထုံမှုထုစနစ်များကိုကျင်းသုံးပြီးပြည်ရင်းပဏိပခါကိုဖန်နေနေသူများကိုအပိတိုင်းတိုက်ဖြတ်ရန်မှာကရင်လူမျိုးများ၏တာဝန်ဖြစ်ကြောင်း KNU ဥက္ကဋ္ဌကသွေးမိန်ကုန်နှင့်ပြောဆိုထားသည်။လာမည့်အနာဂတ်ကာလ တွင်ကရင်လူမျိုးများအနေဖြင့်မိမိနယ်မြေတွင်မိမိကိုယ်ပိုင်ပြဌာန်တွင်မိမိတို့၏ကံကြမ္မာကိုမိမိတို့ကတာလင်ဖန်နေပြီးစီမံအုပ်ချုပ်နိုင်ရန်အနာဂတ်မျိုးဆက်သစ်များအမွေးထုတ်တော်ရမည်ဖြစ်ကြောင်းကရင်ပြည်ကော်တုလီထူထောင်ရန်ကရင်လူမျိုးများအလုံးကအင်တိုင်းအားတိုင်းပအဝင်ကြိုးပမ်းကြရန်ကရင်မျိုးဥက္ကဋ္ဌကတိုက်တွန်းပြောဆိုသည်